အားလုံးပဲမင်္ဂလာပါဒီချက်ကဒီနေ့မှာတာဝန်သမီးတို့ကို အခန်း၄မြေမျိုးစားများနှစ်ရေထိတ်နိုင်မှုဆိုတဲ့ကောင်းစဉ်တွေကလုပ်ငန်းတက်လေးကိုလက်တက်ပြသွားမှာဖြစ်ပါတယ်

ဒီချက်စီမှာလိုအပ်တဲ့ပစ္စည်းလေးတွေရနိုင်ပြီဆိုတော့ဒီချက်ကအယုတ်လေးတွေလုတ်ကြည့်လိုက်ပါမယ်နော်။ကဲဒါဆိုရင်ဒီချက်ကတဲမြင်နဲ့ရှင်သေးမြေကိုတုံးပြီးတော့အယုတ်ကလေး၃ရုပ်ပြုလုပ်ထားပါဗျ။လက်ယုတ်ကလေးနဲ့ဒိုင်နိုဆောယုတ်ကလေးကတော့ဒီချက်ရှင်သေးမြေကိုတုံးပြီးပြုလုပ်ထားတာဖြစ်ပါတယ်။နှင်းလူသားယုတ်လေးကတော့ဒီချက်တဲမြေကိုတုံးပြီးပြုလုပ်ထားတာဖြစ်ပါတယ်။

ဲမြေနဲ့ရွှင်စည်းမြေတို့တွင်ရွှင်စည်းမြေကအယုတ်ပြုလို့ရာတွင် ပို၍ကောင်းပါသည် ခါခွေတဲမြေအယုတ်နှင့်ရွှင်စည်းမြေအယုတ်တို့တွင်မြေတိအယုတ်ကအချောက်မြန်ပါသနည်းအဖေကတော့တဲမြေအယုတ်ဖြစ်ပါတယ်။ဂါငယ်တဲမြေနဲ့ရွှင်စည်းမြေတို့တွင်မြေတိမြေအမျိုးအစားကရေကြကြထိန်းထားနိုင်ပါသည်။ အဖေကတော့ရွှန်စည်းမီဖြစ်ပါတယ်။ဒါဆိုရင်တချေတို့နောက်ထပ်လုပ်ငန်းလေးမှပြန်တွေ့ကြမယ်နော်။အခုဒီခေကလုပ်ငန်းနှစ်ရက်လက်တွေ့လေးကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးလုပ်ငန်းနှစ်ရက်လက်တွေ့ကိုအလုပ်သေးခင်မှာဒီခေကလုပ်ငန်းနှစ်ရက်မိကွန်းလေးကိုဖတ်ပြပါမယ်နော်။လုပ်ငန်းနှစ်ပေးထားသော6သွေးသည့်ပမာဏတူသဲမီ၊နှုံးမီနှင့်ရွှင်စင်းမီတို့ကိုကြော့တဲသူထဲပါ ပမာဏတူရေကိုမြေမျိုးစာ၃ခုပေါ်သို့တစ်ချိန်တည်းမှာလောင်းထည့်ပါ၅မိနစ်ကြာပြီးနောက်ခံထားသောခွက်ထဲကရေပမာဏကိုမှတ်သား၍လေ့လာတွေ့ရှိချက်များကိုဇာတ်ရင်းဖြည့်ဆက်ပါ ဒါဆိုရင်တချဲတို့ဒီလက်တွေ့ဆန်းသက်ချက်လေးပြုလုပ်ပြီးတဲ့အချိန်မှာတချဲတို့တဲမြေ၊နုံမြေနဲ့ရွှန်စင်းမြေတို့ရဲ့ရေထိန်နိုင်မှုကိုသိသွားမှာပဲဖြစ်ပါတယ်။ရေထိန်နိုင်မှုကိုတချဲတို့ကတနည်းအားဖြင့်နောက်တစ်မျိုးရေဖြတ်တန်းစီစဉ်မှုလို့လည်းခေါ်ပါတယ်နော်။အဲ့တော့ဒီလက်တွေ့မှာတချို့လိုလိုအပ်မဲ့ပစ္စည်းလေးတွေကကတော့၃ခုရဲ့ရေးထည့်ထားတဲ့ခွက်၃ခုရဲ့လိုပါမယ်။ဒါဆိုရင်ဒီချေကမြေကြီးလည်းရပြီးကတော့တွေခွက်တွေလည်းရပြီးဆိုတော့ဒီချေကလက်တွေ့လေးကိုစပြီးတော့လုပ်ပါမယ်။လက်တွေ့လေးစပြီးတော့မလုပ်သေးခင်မှာဒီချေကတဲမြေ နှုံးမြေရွှန်စင်းမြေဖြစ်ပါတယ်။ဒါဆိုရင်ဒီချေဆက်ပြီးတော့ရေလောင်းထည့်ပါတော့မယ်။ ဟုတ်ပြီဒီချေတော့အခု9မိနစ်ဖြစ်သွားပြီဆိုတော့အခုသဲမြေနှုံးမြေရွှင်စင်းမြေရဲ့ရေဖြတ်တန်းစစ်စစ်မှုမှာဆိုရင် သူ့မှာအောက်ကခံထားတဲ့ခွက်ထဲမှာရေပမာဏကိုကြည့်ပြီးတော့မှဒီချေတော့ကစပြီးတော့ခွဲမှာဖြစ်ပါတယ်သဲမြေသဲမြေရဲ့ရေဖြတ်တန်းစစ်စစ်မှုမှာဆိုရင်သူ့ရေခံထားတဲ့ခွက်ထဲမှာ20မီလီမီတာရှိပါတယ်နှုံးမြေ နုံမြေရဲ့ခံထားတဲ့ခွက်ထဲမှာဆိုလို့ရှိရင်တော့ဒီချေတို့15မီလီမီတာရှိပါတယ်။ရွှင်စေးမြေရွှင်စေးမြေရဲ့ခံထားတဲ့ခွက်ထဲမှာတော့ဒီချေတို့ကရေ9မီလီမီတာရှိပါတယ်။ဒါဆိုရင်တဲမြေနုံမြေရွှင်စေးမြေတို့မှာသူတို့ရဲ့ရေဖြတ်တန်းစီးဆင်းမှုမှာဆိုရင်တဲမြေကမြန်ပြီးတော့နုံမြေနှေးပါတယ်။ရွှင်စေးမြေပိုပြီးတော့မှနှေးပါတယ်။ ါဆိုရင်ဒီချေတို့ဒီလက်တွေ့လေးကိုပြုလုပ်ခြင်းအပြင်တောက်သမီးတို့ကတဲမြေ၊နှုံးမြေ၊ရှင်စင်းမြေတို့ရဲ့ရေဖြတ်တန်းစီစဉ်မှုကိုတည်သွားမယ်လို့ထင်ပါတယ်။ဒါဆိုရင်ဒီချေနဲ့နောက်ထပ်လုပ်ငန်းလေးမှာပြန်တွေ့ကြမယ်နော်။